တခါတော့ရွာတရမှာနှဖူးမှာထူးဆန်းတဲ့ဘူကြီးတစ်ခုပါတယ်အဖိုးကြီးတစ်ယောက်ရှင်သူကအဲ့သူ့ကောင်းမှာဒီနှဖူးမှာပေါ့နော်ဘူကြီးဘူကြီးတစ်ခုပါတော့အဲ့ဒီဖိုးကြီးကဒီတောထဲမှာထင်းခွေတာလို့ပါလို့ဒါတွေလုတ်ပြီးတော့သူကအသက်မိုးဝမ်းကြောင်းပြူတာပေါ့တနေ့ကျတော့အဲ့ဒီဖိုးကြီးကတောထဲကိုသွားတဲ့အခါမှာဟာတောထဲကိုသွားရင်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 နဲ့ထင်းခွေသွားရင်နဲ့တောနဲ့ကြီးတနေရာကိုရောက်သွားအဲ့ဒီတောနဲ့ကြီးတွေရောက်သွားတဲ့အခါမှာသူမျက်စိတွေလဲတာပေါ့နော်ဘဲမှသူဆက်သွားလို့မရဘူးဟာ ဘလို့မှလည်း तू အိမ်ကိုပြန်တဲ့လမ်းကိုမတွေ့တော့ဘူး။ तू ရွာကိုပြန်တဲ့လမ်းကိုမတွေ့တော့ဘူး။အဲ့ဒါနဲ့အဲ့ဒီဖိုးကြီးကအဲ့ဒီမှာလဲပြီးတော့ညမိုးချုပ်သွားတဲ့အချိန်မှာ တောထဲမှာပဲအိတ်လိုက်ရတယ်။တောထဲမှာပဲအိတ်လိုက်ရတဲ့အခါကျတော့ညကျတော့ तू ကတခါတည်းမိုးတွေရွာချပြီးတော့ရာသီဥတုကမကောင်းဖြစ်တဲ့အခါမှာ तू ဘာမှပုန်းခူအောင်မသိဘူး။ तू တဲဖို့နေရာလဲတောထဲမှာမရှိဘူး။အဲ့ဒီမှာတစ်ပင်အကြီးတစ်ပင်ရှိတယ်။ ဆိုတော့အဲ့တပင်အကြီးတပင်ရဲ့တက်ခေါင်းပေါက်အကြီးတွေ့တော့ तू ပျော်သွားတာဟာတခါတည်းအဲ့ဒီတက်ခေါင်းပေါက်ကြီးတွေ तू ဝင်ပြီးတော့မုတ်ခိုတာပေါ့နော်မုတ်ခိုရင်းနဲ့အညတော်တော်နဲ့တဲ့အချိန်ရောက်လာတဲ့အချိန်ပါအတန်နေကြရတာအတန်နေကြအဖေအဲ့ဒီအပြင်ပေါက်ဟိုသူ့ရဲ့ဒီအပြင်အတန်နေကြရတော့ဟာဘာလဲဟာဆိုကြည့်လိုက်တော့ကြက်တွေနော်တခါတည်းကြက်ဆိုတာဒီတောထဲမှာရှိရဲ့မကောင်းဆိုတာကြက်တွေပေါ့နော်အဲ့ဒီကြက်တွေကလာပြီးတော့ သူ့ဒီတပင်းဘေးနာမှာကြက်တေကမိဖို့မိဖို့တွေပါတယ်ဖိုးမိုးကတိတ်သွားပြီမိဖို့တွေဖိုးပြီးတော့ခုံပေါက်ကြက်တေကခုံပေါက်နေတာညကျတော့ကြက်တေကပိုပြီးတော့တော့ကျွန်တော်တို့တန်စင်တွေပါတွေပါပါလာဟာတီးမုတ်ကခုံပြီးတော့ဟာကြက်တေကလာလဲတော်တော်လာတယ်ဆိုပဲလားသူချောင်းကြည့်လိုက်တဲ့အခါကျတော့ဟာတော်တော်ကလာလာတဲ့အခါအဖိုးကြီးကလည်းသူကငယ်ကလေးတွေကဟိုပိုးကမသိဘူးပေါ့သူကခါတာခုံတာဝါသနာပါပုံရကြောင်ရင်ကြောင်ရင်ကြောင်ရင်နဲ့သူကြည့်ပြီးတော့ဂီတတန်နဲ့စီးမျောပြီးတော့သူကထွက်ပြီးတော့မလုပ်လဲဆိုတော့အဲ့ကြက်တေနဲ့ကပါလေရော တညာလုံးအဲ့ဒီကြက်တွေနဲ့သူကရဲဟေးကရဲကရဲကရဲဟာကြက်တွေကလည်းသူကရဲသဘောကျဘယ်ကလူမှန်တော့မသိဘူးကရဲသဘောကျအဲမနေ့မိုးလင်းကနေ့ကျတဲ့ခါကျတော့ကြက်တွေကတော်ရဲပြန်ဝင်ရတော့မှာဦးဆိုတော့ခါကျတော့ဟာခမ ्या ကရဲကောင်းတယ်နောက်ညလည်းကျုပ်တို့နဲ့လာကပါဦးအာဘိုးကြီးကလည်းအဲ့ကြမသူကသတိဝင်လိုက်ကြောက်ကြောက်နဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့အဲ့လိုပြောတဲ့အချိန်เออခင်ဗျာလာမမလာမမသိကြခင်ဗျာလာပါမလားကျုပ်လာပါမယ်စိတ်ချပါအာခင်ဗျားတို့လူတွေကယုံရတာမဟုတ်ဘူးအေးခင်ဗျာလာနောက်တစ်ခေါက်လာအောင်လို့ခင်ဗျာစီကအပေါင်ပစ္စည်းယူထားမှရအောင် ဟာဘာယူมาလဲအေးခမည်းနှစ်ဖူးကဘူးယူယူလိုက်မယ်ဆိုပြီးကြက်တရားဘူးယူယူလိုက်ဟာအဖိုးကြီးကသူ့ကောင်းမှာဘူးကြီးကလုံးဝမရှိတော့ဟာအဖိုးကြီးကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့မနေ့ကျတော့သူကရွာပြန်တဲ့လမ်းကိုတွေ့သွားတော့ရွာကိုပြန်လာအဲ့သူမိမအိမ်ကနေစီကြဟာရှင်ရှင်နှစ်ဖူးကဘူးကြီးဘယ်ရောက်သွားလဲဟာအဖိုးကြီးအဲ့ကျမှလည်းမှန်နေပါလိမ့်ချင်ဟာဟုတ်တယ်တော့ကြက်တရားယူသွားတဲ့ဘူးကြီးကကောင်းမှာတခါတဲ့နှစ်ဖူးမှာတခါတဲ့ဟာပဂရိအတိုင်းပဲတခါတဲ့ခွဲစိတ်လိုက်တဲ့အတိုင်းပဲเนาะအဖိုးကြီးကပျော့သွားဘူးကြီးကပျော့သွားဟာ ငါခေါင်းကဘူးကြီးရတော့မရှိတော့ဘူးငါနှစ်ဖူးကဘူးကြီးရတော့မရှိတော့ဘူးဆိုအာသူတို့ရွာထဲမှာအဲ့ဒီတရင်ကတရင်ကြီးသွားတာအဲ့တော့သူတို့ရွာနဲ့နှစ်ရွာသုံးရွာခြားလောက်မှာသူ့လိုပဲခေါင်းမှာဘူးပါတယ်အဖိုးကြီးတယောက်ရှိအဲ့ဒီအဖိုးကြီးကတော့ဒီတရင်ကိုကြားတဲ့အခါကျသူကလည်းပျော်သွားတာဟာအဲ့ဒီရွာကအဲ့ဒါလိုဘူးကြီးပျောက်သွားတယ်ငါလည်းသူ့လိုလုံရင်ကောင်းပါပဲဆိုပြီးတော့ဒါပေမဲ့အဖိုးကြီးကစိတ်ထားတော့သူကတိတ်မကောင်းဘူးပေါ့နော်စိတ်ထားမကောင်းဒါပေမဲ့ခုနအဖိုးကိုသွားပြီးတော့အဖိုးကလည်းပြောလိုက်တယ်ပေါ့သူသူပြောတဲ့နီလန်တိုင်းပြောလိုက်တယ်ဟာအဲ့ဒါဆိုရင်တော့ ဟုတ်ပြီဒါဆိုရင်တော့ကျုပ်ဒီညသွားမယ်ကျုပ်ကိုအဲ့ဒီအဲ့ဒီနာပတ်ဝန်းကျင်ဘလို့အပင်ပုံစံမျိုးကြီးလဲကျုပ်ကိုပြောပါအဖိုးကြီးကလည်းတက်တလောက်မတော့သူမှတ်မိတလောက်ပြောလိုက်တယ်လမ်းတော့သူအတင်းကြမညုံတက်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုသူကလမ်းမှားရင်းနဲ့ရောက်သွားတာအဲ့ဒါနဲ့အဲ့ဒီအပင်ရှိတဲ့နေရာကိုညွန်ပြလိုက်တော့အဲ့ဒီရွာအဖိုးကြီးကလည်းပဲသူလည်းပဲသွားတာပေါ့သွားတဲ့အခါကျတော့ရွာထဲမှာသူလည်းပဲသူကြတော့မျက်စိမလဲပဲနဲ့မလဲချင်အောင်လဲချင်အောင်ဆောင်းမိညမိုးချုပ်တဲ့တိဆောင်သူပြောတဲ့တပင်ကိုသူလည်းတွေ့တယ် ဟာဒီပင်ကြီးလည်းဖြစ်မယ်ဟိုအကိုင်းကဟိုလိုရှိတယ်တိတ်ချဟိုဖိုးကြီးပြောရရင်တော့တူတယ်ဆိုတစ်ခေါင်းကြီးအောင်လည်းရှိတယ်ငါဒီတစ်ခေါင်းနဲ့ဝင်နေမှပဲဆိုဝင်နေရောအဲ့လိုပဲညရောက်တော့ကြက်တွေရောက်လာကြက်တွေကလည်းခုံပတ်ပြီးကအဲ့တော့ဟိုဖိုးကြီးကလည်းထွက်ပြီးတော့အေးဟိုဟိုဟိုကြက်တွေဖြစ်မယ်ဆိုသူကလည်းတစ်ခေါင်းပေါက်တွေကထွက်ပြီးကဖြစ်ချင်တော့ဟိုစိတ်ထားကောင်းတဲ့အဖိုးကြီးကကလာခုံတော့သူကငငယ်လေးတွေကဝါသနာပါတာဟိုသူကပင်ကိုဗီဇဟိုကကတဲ့ခုံတက်ဒီအဖိုးကြီးကကျတော့သူ့ကောင်ကဘူကြီးပျောက်ချင်စုံနဲ့ပဲလာတာလေ သူ့မှာကကျင်ခုံကျင်စိတ်နဲ့ကတဲ့မကတဲ့မခုံတတ်တော့မကတဲ့ကတဲ့နဲ့ကတဲ့အခါမှာစက်တရားတော်တော်ဒေါသထွက်တယ်ဟုတ်လားစီးချက်လည်းမကြီးတလွဲတွေကမနမိုးလင်းကန်ဒီလည်းရောက်ကြက်တယ်ဟာခမရကတာတော်တော်ဆိုးတာပဲခမရဟိုတနေ့ကအာဘူကြီးအပေါင်ယူထားတာအလကားပဲအဲ့တော့ခမရကတာတော်တော်ဆိုးနေနောက်နေ့လည်းမလာနဲ့တော့ရော့ဆိုပြီးတော့သူ့ကိုနောက်ထပ်ဘူးတဘူးထပ်ပေးလိုက်ခုနဟိုဖိုးကြီးစီကယူထားတယ်ဘူးကိုပေးလိုက်အဲ့တော့စိတ်ထားမကောင်းတဲ့အဖိုးကြီးခမရမနဲ့ရောက်လဲရောက်တော့ဘူးတဘူးမပြောက်တဲ့ပြင် တပူပေါ်နှစ်ပူဆင်တာပေါ့တပူပေါ်နှစ်ပူဆင်တာမဟုတ်ဘူးเนาะတပူပေါ်နှစ်ပူဆင်ပြီးတော့ခေါင်းမှာဘူကြီးနှစ်ပူနဲ့ဖြစ်သွားပါလိမ့်ရအဲ့တော့ကျွန်တော်တို့ဒီပုံမြင်လေးကနေလူချင်းမတို့အနေနဲ့ lesson story သင်ယူလေ့လာစရာပါရနံပါတ်1ချက်ကျွန်တော်တို့အနေနဲ့ဘဝမှာအောင်မြင်ဖို့ဆိုရင် authenticity ဒီအရေးကြီးတယ်။ authenticity ဆိုတာကိုယ်ပိုင်ဖြစ်မှုအစစ်အမှန်ဖြစ်မှုအရေးကြီးတယ် လူတွေက အတုအယောင်ကိုမကြိုက်ဘူးအစ်စ်အမှန်ဖြစ်မှုကိုသဘောကျအဲ့ဒီအချက်ကိုမမေ့ပါနဲ့ခုနစိတ်ထားကောင်းတဲ့အဖိုးကြီးကဒီချက်တွေနဲ့သူဖြစ်ခဲ့တဲ့အတွေ့အကြုံ experience authenticity authentic ဖြစ်တဲ့အစ်စ်အမှန်ဖြစ်တယ်အစ်စ်အမှန်ဖြစ်မှုဒီအလွန်ရေးကြည့်တယ်ကျွန်တော်တို့လူတွေကိုလိန်လို့မရဘူးလိန်ခဏနေကာလတစ်ခုရောက်ရင်အလိန်ပေါ်မှာပဲ business လုပ်တဲ့အခါမှာလည်းအဆင့်မှန်ဖြစ်မှုကအရေးကြီးတယ် value ကိုယ့်ရဲ့တန်ဖိုးထားမှုကိုအခြေခံပြီးစီးပွားရေးလုပ်ရတယ်အဲ့ဒါကိုအခြေခံပြီးလုပ်ရင် profit အမြတ်ကနောက်ကလိုက်လာလိမ့်အမြတ်ကိုရှေ့တန်းတင်လို့ကတော့လူချင်းမတို့ဘယ်တော့မှအမြတ်ကလိုက်လေဝေးလေပဲ value ကိုရှေ့တန်းတင်ရမယ်အဆင့်မှန်ဖြစ်မှုကိုရှေ့တန်းတင်ဖို့လူတွေကိုသင်ကဘာလုပ်ပေးချင်တာလဲအဲ့ဒီအချက်အရေးကြီးတယ်ကျွန်တော်မှာတိတ်တရာရှိတယ်ဘာလုပ်ချင်တာလဲတိတ်တရာရှိရှိမြင်ဘာမှမရှိရင်တော့လူတွေကိုသင်ဘာလုပ်ပေးချင်တယ်အဲ့ဒါကိုအခြေခံပြီးစီးပွားရေးလုပ်ရမယ်ဒုတိယအချက်ကတော့အလွန်လွန်အရေးကြီးတယ်အတတ်ပညာ skill ကျွမ်းကျင်မှုအရေးကြီးပါတယ်။ခုနအခွင့်အလမ်းတစ်ခုကိုရဖို့ဆိုရင်ခုနအဖိုးကြီးရဲ့ case ကိုပြန်ကြည့်ကြည့်လိုက်မယ်ဆိုပထမခေါင်းမှာဘူးရှိတဲ့အဖိုးကြီးဟာကားတက်ခုံတက်တယ်ဆိုတော့ကျွမ်းကျင်မှုတစ်ခု ရှိတဲ့အတွက်ခုနပြောတယ်ကြက်တည်းအပေးတဲ့အခွင့်အလမ်းကိုရတာဖြစ်တယ်။ဒုတိယအဖိုးကြီးကအဲ့ဒီတိုင်းလိုက်လုံငယ်လို့ဆိုရင်သူ့အတူတူအစစ်မှန်ဖြစ်မှုမဖြစ်မှုခဏထားအောင်အရေးကြီးဆုံးချက်ကငါမှာကားတက် ခုံတက်တဲ့ကျွမ်းကျင်မှုရှိရလားဒါကိုသူပြန်ဆန်းစစ်ဖို့လိုတယ် အဲ့ဒီ skill မရှိဘဲနဲ့ तू သွားပြီးတော့ဒီအခွင့်အလမ်းကိုယူတဲ့အခါမှာအခွင့်အလမ်းမရတဲ့ပြင်ပို့ပြီးတော့သူ့မှာနစ်နာဆုံးရှုံးရတာဒါကြောင့်ဒီကနေကျွန်တော်အဓိကအချက်တစ်ချက်ပဲကိုပိုင်ဖြစ်မှုအရေးကြီးစီးပွားရေးလုပ်ရင်ကိုပိုင်ဖြစ်မှု value ကိုရှေ့ရန်တင်မှာအကျိုးမြတ်ကနောက်ကလိုက်လာလိမ့်ဒုတိယအချက်ကတော့အခွင့်အလမ်းတစ်ခုကိုလိုချင်နေဆိုရင်အဲ့ဒီအခွင့်အလမ်းနဲ့ Titan နဲ့အဲ့ဒီအခွင့်အလမ်းကိုရအောင်လုပ်ဖို့အတွက်လိုအပ်တဲ့ကျွမ်းကျင်မှု skill ဒါတွေကိုဖြည့်ဆည်းပြီးတော့လေ့ကျင့်ပြီးတော့ကျွမ်းကျင်မှရယူပါလို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ် ကျွန်တော်မြဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြေအဝယုံကြည်ပါတယ်အဲ့တော့အခုကျွန်တော်စာအုပ်လက်ဆောင်၅အုပ်ပေးဦးမှာဖြစ်ပါတယ်ဒီစာအုပ်လက်ဆောင်၅အုပ်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်အခုဗီဒီယိုဖိုင်လေးကိုမြဝေလိုက်ပါမြဝေပြီးသွားရင် comment မှာမြဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်၅အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့အိန္ဒိယရောက်လူချင်းတို့ပို့ကပါမပေးရဘူးကိုမမောင်ဆိုရင်ရတယ်ဆိုကိုမောင်ဖတ်ဖို့ဆိုပြီးကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိန္ဒိယရောက်ပေးပို့ပေးဦးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ် ဲ့တော့သင်တန်းတက်ခြင်းတဲ့သူတွေကကျွန်တော်တို့တစ်လကိုသင်တန်းတစ်မျိုးပဲဖွင့်ပါလေအဲ့တော့အခုလာမယ်6လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ဒါစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖြစ်တဲ့ Certificate in General Business Management အခြေခံစီးပွားရေးစီမံခန့်ခွဲမှုပညာသင်တန်းဖြစ်ပါအစီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့လူကြီးလူငယ်မြည်သူမျိုးတက်နိုင်ပါတယ်။ online သင်တန်းတွေကျွန်တော်တို့က6လပိုင်း10ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့တင်ကြားမဲ့ပုံစံကတော့နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ် ဲ့တော့ဒါနေ့တိုင်းတက်ရမှာဖြစ်တယ်တလသင်တန်းဖြစ်တယ် live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်းကျွန်တော်တို့က zoom application ကနေ live လို့မြင်သင်ကြမှာဖြစ်တယ်တစ်ခါသင်၃နာရီလောက်ကြာတယ်မေးခွန်းတိုင်းကိုဖြေပေးတယ်အဲ့တော့သင်တန်းတက်နေတဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်အဲ့ဒီ zoom ကိုမတက်ဖြစ်လည်းမပူနဲ့နောက်ရောက်မှာ recorded video ကိုကျွန်တော်တို့ group ထဲမှာပြင်တင်ထားပေးမယ်သင်တန်းကလာတလပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ် အပြင်လူတွေတင်တဲ့ကတော့ကျွန်တော်တို့က6လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေတိရီ၂ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့အန်မော်တင်တဲ့ကျောင်းမှာနှစ်ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်တယ်။အဲ့တော့ online တင်တဲ့မဲ့တက်ချင်တက်ချင်အပြင်တင်တဲ့မဲ့တက်ချင်တက်ချင်လူကျွန်တို့ရဲ့နာမည်ရဖုန်းနံပါတ်ရကောမမမင်းနဲ့ messenger မှာရေးထားပေးပါ message မှာရေးထားပေးပါကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးပါမယ်အခုအစီအစဉ်ကြည့်တဲ့သူတွေအောင်ကျွန်တော်တို့20% discount ဆက်ပြီးတော့ပေးထားပါတယ် ။တင်တန်းကြောင်းအသေးစိတ်ကိုကျွန်တော်ဒီ page ကိုဝင်ကြည့်ပါအပေါ်ဆုံးမှာကျွန်တော်ဗီဒီယိုဖိုင်နဲ့အတူအသေးစိတ်တင်ထားပေးပါအဲ့တော့ဒီသင်တန်းကြီးဘလိုလူတွေတက်တင်လဲဆိုတော့တက်ကတော့စီးပွားရေးစီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့ဘီသူမဆိုတက်နိုင်တယ်အဲ့တော့အခုလူငယ်တွေအခုမှစီးပွားရေးစီမံခန့်ခွဲမှုပညာကိုစတင်လေ့လာမဲ့လူငယ်တွေလည်းတက်နိုင်တယ်နောက်တစ်ခါကိုကစီးပွားရေးလုပ်ငန်းတစ်ခုလုပ်နေပြီအတွေ့အကြုံရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်နိုင်ပါတယ်နောက်တစ်ခုကတော့ကိုကဝန်ထမ်းဖြစ်နေပြီလုပ်သက်အတွေ့အကြုံရှိပြီးသား business management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်နိုင်ပါတယ် နောက်တစ်ခါစီးပွားရေးစီမံခန့်ခွဲနဲ့ပတ်သက်တဲ့ဒီပလိုမာတွေ MBA လိုမျိုးတွေစက်တက်မဲ့သူတွေအတွက်အခြေခံအနေနဲ့တက်ရောက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်လူကျွန်းတို့ရဲ့စီမံခန့်ခွဲမှုပညာကိုမြင့်တင်ပြီးအောင်မြင်မှုကိုရယူဖို့အတွက်ကျွန်တော်တို့သင်တန်းမှာတွေ့ကြပါစို့ We must work together we must build our nation